မင်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့ထုံးတဲဆောင်ကနေတင်ဆက်ပေးမှာကတော့ငလင်ကြီးကြောင့်ထပ်ပေါ်လာတဲ့အင်းဝခက်ယဉ်ကျေးမှုအဆောက်အုံအမွေနှစ်ကိုစနစ်တကျဖော်ထုတ်ထိန်းသိမ်းသွားမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်တန်းကြောင့် မြေများအကွဲကထပ်ပေါ်လာတဲ့ရေသနာပူရအင်းဝမြူဟောင်းရှိတရကင်းလေကနဲ့ရေနန်းတို့ကိုစနစ်တကျဖော်ထုတ်ထိန်သိမ်းသွားပြီးအများပြည်သူလေလာနိုင်ရန်အတွက်စီမံဆောင်ရွက်သွားမှာဖြစ်ကြောင်းသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှေးဟောင်းသူတေသနာနှင့်အမျိုးသားပြရိုက်ဦးစီးဌာနမှသိရပါဗျ။မန္တလေးတိုင်းဒေသကြီးတရာဦးမြူနဲ့ ရှင်သနာဘူရအင်းဝမြူဟောင်းစီသူပုံမြို့ရိုးရဲ့အပြင်ဘက်အရှိမြောက်တောက်တွင်ဂုံမောင်ခေဦးစင်ဖြူရှင်မင်းနှင့်သခိုင်းမင်းတို့လက်ထက်တိဆောက်ခဲ့တဲ့ရှင်နန်းတို့ဆိုသည်မှာလက်ဝဲနော်ရထားအမရဲ့ပရပိုက်ပုံတွင်တွေ့ရှိရကြောင်းသိရှိရပါတယ်ရှင်။နောက်ဆုံးနေ့စမယ်တဲ့ရင်ကတော့ KIA, TNL, KNDF, KNPB နဲ့ AA အဖွဲ့များဟာပြည်ခတ်တိုက်ခိုက်မှုရဲ့စရံထုတ်ပြန်ထားတဲ့ကာလဖြစ်တဲ့ဧပြီလ6ရက်တွင် တမရော်တက်စခန်းများအားတိုက်ခိုက်ခဲ့တယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ်။ KIA, TNLA, KNDF, KNPB နဲ့ AA အဖွဲ့များဟာပြည်ခတ်တိုက်ခိုက်မှုရဲ့ဆက်ရံထုတ်ပြန်ထားတဲ့ကာလဖြစ်တဲ့ဧပြီလ6ရက်တွင်တမရော်ဒက်စခန်းများအားတိုက်ခိုက်ခဲ့ကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စောမင်းထွန်းကပြောကြားပါရယ် ဧပြီလ2ရက်မှ20ရက်အတွင်းတမတော်အနေနဲ့ပြည်ခတ်တက်ခံမှုရဲစဲဖို့ထုတ်ပြန်ချက်ထုတ်ပြန်ပြီးမှဧပြီလ6ရက်နေ့က KIA အနေနဲ့ဗမော်မြို့မှာရှိတဲ့တမတော်ဌာနချုပ်ကို80နှစ်မမစိန်ပြောင်းတဲ့အဝေးကနေပြည်ခတ်မှုညစိန်နာရီခွဲခန်းကပြုလုပ်ခဲ့ကြောင်းတွေ့ရပါတယ်။ DNL အဖွဲ့အနေနဲ့လည်းတောင်ခမ်းဒေသမှာဧပြီလ6ရက်မိုးလယ်7နာရီခွဲကျော်ကျော်လောက်မှာထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်။ KNDF KNPB အနေနဲ့ဘောလခဲတည်တော်ယုံအနီမှာလွန်ကျွင်းယူနေတဲ့အဖွဲ့ကိုဧပြီလ6ရက်မနေ့ရှင်းနာရီခွဲလောက်မှာပြစ်ခတ်ခဲ့တာကိုတွေ့ရပါတယ်။ AA အနေနဲ့ဝါမျိုးမှာလွန်ကျွင်းယူနေတဲ့စစ်ရရင်တစင်ကိုအဝေးကနေပြစ်ခတ်ခဲ့ပါတယ်။ကြောက်ဖြူမှာလွန်ကျွင်းယူနေတဲ့စခန်းတွေကိုအဝေးကနေပြစ်ခတ်ခဲ့ကြောင်းတွေ့ရပါတယ်လို့ဧပြီလ9ရက်တွင်ပေါ်ကျော်စောမင်းထုံးကပြောကြားပါတယ်။ တမရော်အနေနဲ့မိသည့်တိုင်းသာလနကိုင်းအဖွဲ့စခန်းကိုမှဥစွာတိုက်ခိုက်ခဲ့ခြင်းမရှိဘဲ၎င်းတို့လာရောက်တိုက်ခိုက်မှသာလျှင်လိုအပ်တဲ့တုံ့ပြန်မှုများကိုဆောင်ရွက်ခြင်းဖြစ်တယ်လို့ဧပြီလ၁ရက်ကနေပြည်တော်ရှိတပေါင်းကွေမှာကျင်းပပြုလုပ်တဲ့ငလင်ဘေးဒဏ်သင်းဒေသများတွင်ကုညီကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းများဆောင်ရွက်အတွက်စေတနာရှင်အလှူရှင်များကအလှူငွေများပေးရလှူဒါန်းပွဲသို့တက်ရောက်မှစကားပြောကြရရင်၎င်းကဥက္ကဋ္ဌဝေစုံမှုကြီးမေအောင်လိုင်းကပြောထားပါသည် မိမိတို့အနေနဲ့ညီကြရင်နဲ့ပတ်သက်ပြီးလက်တွေ့ကြကြထီထီရရအကောင့်ထဲပေါ်နိုင်ရန်အတွက်တိုင်းဒါလနကိုင်းအဖွဲ့များအလုံးကိုတွေ့ဆုံဆွေးနွေးရန်အမြဲဖိတ်ခေါ်တကောက် ဖွင့်ထားလျက်ရှိပြီးဖြစ်ကြောင်းတိုင်းသားပြည်သူအလုံးညီကြရင်နဲ့ဖွံ့ဖြိုးတိုးတက်မှုရဲ့အရာသားကိုခံစားနိုင်ရေးရိုသားပွင့်လင်းစွာဆွေးနွေးသွားကြရန်လိုအပ်မှာဖြစ်ကြောင်းလက်နက်ကိုင်းအဖွဲ့များအနေနဲ့ညီကြရင်လမ်းစဉ်များအတိုင်းအမှန်တကယ်လှိုင်းနာဆောင်ရွက်ကြရန်လိုကြောင်း၂၉ဥက္ကဋ္ဌကပြောကြားခဲ့တယ်လို့သိရပါပါတယ်ရှင်။ Thank you.